Ready? 1, 2, 3. Congratulations, Marshall. ကိုကနဂိုရီယာရွှေကြိုက်တဲ့လူဆိုလို့ရွှေဆိုင်ပွဲတွေစိတ်ဆိုင်ပွဲတွေဖွင့်ရပျော်ပါရရှင်။ပေါ့ဆိုလက်ဝီရနလှလှလေးတွေဝတ်ပြီးပွဲတက်တာတဲ့အတွက်အရန်ကို confident ပို့ပြီးရရှိပါတယ်ဟုတ်။ပြောမယ်ဆိုကျွန်တော်တို့ကဟိုဘွားစကိုင်းမှာလည်းနှစ်ဆိုင်ရှိရပေါ့နော်။စကိုင်းမှာလည်းနှစ်20ရှိပြီဆိုတော့ဖွင့်လာတာ။အခုဒီမန်လီမှာလည်းဒီ3ဆိုင်မြောက်ဖွင့်နေဆိုတော့လည်းဒီလိုမျိုးစီစီကကလေးဖွင့်လိုက်ဖွင့်နိုင်တာလည်းတကယ်လို့လည်းဝမ်းသာပြီးပါပြီဟုတ်ပီတီလည်းဖြစ်ရပါတယ် ဒီပွဲလေးကတော့တဲဟိုတကူတကာဖိတ်ကြလို့ပေါ့နော်တဲအနေနဲ့လာရောက်ပြီးတော့အာဖွင့်ပွဲမှာဖဲချိုဖြတ်ဖြစ်တာဖြစ်ပါရဲ့ရှင်အဓိကတော့ကိုကငကိုရေရွှေကြိုက်တဲ့လူဆိုလို့ရွှေဆိုင်ဖွင့်ပွဲကြီးစိန်ဆိုင်ဖွင့်ပွဲကြီးဖွင့်ရပြောပါရဲ့ရှင်ပေါ့ဆိုတော့တဝီရနာလှလှလေးတွေဝတ်ပြီးတော့ပွဲတက်တာတဲအတွက်အရန်ကို confidence ပို့ပြီးတော့ရှိနေပါတယ်ဟုတ်အဓိကဒီဇိုင်းပေါ့နော်ကိုတို့ကကျတော့ 80k နဲ့ပုံမှာမှာဒီဇိုင်းအဆန်းလေးပြီးတော့ဥမာပြောမှာသဲရဲ့ဒီလက်ကောက်လိုဟာမျိုးပေါ့နော် ဟိုနောက်ပိုင်းရွှေတွေကလေအဲ့လို fancy လိုမျိုးကိုစိတ်ကြိုက်အဲ့လိုဝတ်လာလို့ရတဲ့သဘောမျိုးဖြစ်နေရပါတော့။အဲ့ဟာကိုလည်းတဲအနေနဲ့တော်တော်လေးသဘောကျမိပါတယ်။ဟုတ် Ready 1 2 3 Congratulations ပါရှင်။ဘာလို့လဲဆိုကျွန်တော်တို့ကဟိုဘွားစကိုင်းမှာလည်းနှစ်ဆိုင်ရှိရပါတော့။စကိုင်းမှာလည်းနှစ်20ရှိပြီဆိုတော့ဝင်လာတာ။ အခုဒီမန်လေးမှာလည်းဒီသုံးဆိုင်မြောက်ဖွင့်နေဆိုတော့လေဒီလိုမျိုးစီစီကကလေးဖွင့်လိုက်ဖွင့်နိုင်တာကလည်းတကယ်လို့လေဝမ်းသာပြဝမ်းသာပြပါပဲဗျာဟုတ်ပီတီလည်းဖြစ်ရပါတယ်တကယ်အဓိကဖွင့်ရတာကျွန်တော်တို့ကတော့အခုပေါ့နော်ဒီ 18k တွေကိုကျွန်တော်တို့ကိုပိုင်တစိမ့်တွေနဲ့ပေါ့နော်အဲကိုပိုင်တစိမ့်တွေနဲ့ကိုကျွန်တော်တို့ဒီလက်လီလက်ကအဲ့လိုပြန်ပြောင်းချရတယ်လို့ပေါ့နော်အဲ့လိုမျိုးဒီပြီးတော့ဒီမန်လေးကဒီဟိုပေါ့ရွှေချစ်လူပြိတ်သက်တွေကလည်းအဲ့လိုမျိုးဒီမန်လေးမှာမဖွင့်သေးဘူးလားမန်လေးမှာမဖွင့်သေးဘူးလားဆိုလို့မေးရလေလည်းရှိရပေါ့အဲအကြောင်းမျိုးဆိုပြီးမန်လေးမှာဖွင့်ပြရတယ် စံရဲ့ရွှေရည်သေးတွေလည်းကြိုက်တယ်အကျော်ရဲ့လက်ခတွေကလည်းသူများထက်နည်းတယ်လွန်ခဲ့တဲ့နှစ်20ခန့်ကတိန်းနှံဝင်းမှာပဲအားပေးခဲ့တာအဲ့ဒါကြောင့်မို့ဘယ်ရောက်ရောက်အန်ဒီကလိုက်အားပေးတာလေကြိုက်တာတွေအကုန်ဝယ်ဖို့ရအစီအစဉ်ရှိတယ်သတ်သားပါတယ်ယူမှာလဲတဲ့လက်စွန်းနဲ့လဲဆွဲတယ်ပေါ့ တင်နာဝင်ရဲ့ထူးခြားချက်ကတော့နှစ်ပေါင်း20တိုင်ပြီဖြစ်ပါတယ်။နှစ်ပေါင်း20တိုင်နဲ့လုပ်ငန်းတွေဆိုတာတကယ်ကိုရှားပါးတယ်ပေါ့နော်။မမတို့ဒီတင်နာဝင်ရဘယ်ကနေစတင်ခဲ့ရလဲဆိုရင်သခိုင်းမျိုးကနေစတင်ခဲ့တာပါ။သခိုင်းမျိုးကနေပြီးတော့ဆိုင်ဝက်တရနှစ်ရဆိုပြီးတော့အခါကျတော့အောင်မြင်စွာရည်တည်လာနိုင်ခဲ့တာနှစ်ပေါင်း20တိုင်ပြီ။ကျမတို့မန္တလေးမြို့မှာဆိုတော့တကယ်ကိုဂုဏ်ယူပါတယ်။ကျမတို့မန္တလေးမြို့မှာကတင်နာဝင်ဆင်ရွှေရနာဆိုင်ရအမှတ်3အဖြစ်ဒီဂရီမှာတော့ဂုဏ်ယူဝင်ကျွားစွာနဲ့ပြည်သူ့ချင်းအမှုပညာရှင်နဲ့အတူတူမျိုးမီမျိုးဖာဒီဇိုင်နာကိုမျိုးမီဆိုရင်းနဲ့အတူတူကျမတို့ဆိုင်ရဲ့ပိုက်ကန်ရှင်တွေနဲ့အတူတူကျမတို့တွေဂုဏ်ယူစာပြဖဲချုပ်ပြခွင့်ပေးခဲ့ပြီးပဲဖြစ်ပါတယ်ရှင်။ ဒီနေ့ဝတ်ထားတဲ့ဟာလေးတွေကဒီဇိုင်းအဆန်းလေးတွေကိုပြောရမယ်ဆိုလို့ရှိရင်ဒါပုံမှန်ဆိုတဲ့ရုပ်ရှင်ရိုက်တွေမှာဆိုလို့ရှိရင်ဒါ fancy H&M တို့ဘာတို့မှအဲ့လိုမျိုး ဟိုတွေ့ရတာများတာပေါ့နော်တကယ်ရွှေအစ်စ်တွေကိုခါကြရင်ကိုလည်းအဲ့လိုမျိုး which နဲ့ချို့ကြတော့အဲ့လိုပုံမှန် high နဲ့ allergy ဖြစ်တတ်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒါရွှေကိုဒီလိုမျိုး design ဆက်ဆန်းနေဝေးရတဲ့ခါကြတော့တဲအနေနဲ့ပရိုလေးသဘောကျမိပါတယ်ပြိတ္တလည်းသဘောကျမယ်လို့မျှော်လင့်မိပါပြီးတော့သူကနောက်ပိုင်းဒီလို elastic ပေါ့ဆွဲဆွဲတဲ့ဟာမျိုးလေးဆိုတော့တော်တော် fancy ဖြစ်တယ်ပေါ့နော်ဟုတ် uh, everyday wear လေးရတယ်ပွက်တက်မယ်ဆိုလည်းရတဲ့သဘောမျိုးဖြစ်တာပေါ့ဟုတ်ကျွန်တော်ဒီမှာတော့ဟိုပါပေါ့ရွှေရတော့အဓိကပေါ့နော်ကျွန်တော်တို့ 18K လည်းရမယ်ဒီပြင်မီလင်းအခောက်ထဲတွေဟိုမှာဒီဇိုင်းစမ်းလေးတွေပေါ့နော်အဲ့အားရယ်ပြီးတော့ကျွန်တော်တို့ဒီ15ဘဲရေတင်ကားရေအကုန်ရပါတယ်ဗျဟုတ်ရွှေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ကပစ္စည်းပဲပစ္စည်းနေနေပေါ့9ရက်အတွင်း9ရက်အတွင်းဆိုရင်ကျွန်တော်ပစ္စည်းမကျိုးမပဲ့ဆိုရင်အကုန်လုံးတဲပြန်လဲပေးရပါတယ်ဗျတဲပြန်လဲပေးရဆိုတော့ကျွန်တော်တို့ကပေါ့အရောတော့လက်ခမရှုံးဘူးပေါ့နော်ဟိုဟိုငွေမောင်းတိုင်းပြန်လဲပေးရပေါ့နော် ထဲတိုင်းမှာပေါ့เนาะကျွန်တော်တို့ ATK ဆိုလဲ ATK မှာကျွန်တော်တို့ AU 850ဆိုပြီးတော့ရိုက်ကြတာရှိပါရဲ့ဗျ။ဟုတ်ပြီတော့ကျွန်တော်ဒီမီလင်းအကောက်တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့93လုံးလို့93လုံးလို့ဒါမှမဟုတ်လည်းဟိုဟာ 24K လို့အဲ့လိုမျိုးရိုက်ထားလေးရှိပါရဲ့ဗျာဟုတ်အဲရွှေလည်းအဲကြိုက်တဲ့နေရာလေးစစ်လို့ရပါရဲ့ဗျာဟုတ်နင့်90ဆိုတာလည်းဒီဟိုပေါ့ကျွန်တော်တို့မိဘတွေပေါ့နော်တို့လိုဟာတို့လိုစူးစမ်းပန်းစားလောက်လာတဲ့ဟာပေါ့နော်စူးစမ်းလေရလက်ပုံမှာ ျွန်တော်တို့ကဒါ lesson plan နဲ့အနေနဲ့အဲ့လိုမျိုးစကန်နေနေတော့အလုံးပြောဟာဖြစ်လာတာပေါ့နော်ကျွန်တော်ရတဲ့တော့ဒါ16နှစ်ပဲရှိသေးတယ်အဲ့တော့အမေအမေကဒီစတားမမွေးခင်ကလေးကျွန်တော်မမွေးခင်ကလေးကဒါစတင်အားပေးခဲ့တာဆိုတော့အဲတော်တော်ကြာပြီလို့ပြောလို့ရတယ်ဒါပေမဲ့ဒီဆိုင်မှာပဲအဲအမေကိုပဲဒါဝယ်ခန်းခဲ့တာဆိုတော့လေတော်တော်ကြိုက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကူစားပါမယ်ကူစားကူစားတော့မှာကူစားတော့မှာဟုတ် โอเค promotion ကတော့ကျမတို့၃ရက်ပါရှင်ဒီကနေ့ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ဒီကနေ့ရေမနေ့ပြန်ရေတပတ်ခါရေ25ရက်နေ့ထိပေါ့နော် promotion ရှိပါတယ်ကျမတို့ဒီစိတ်သိမ်းသိမ်းဝေးစင်ရွှေရတနာဆိုင်မှာမြေတိပစ္စည်းမဆိုဝယ်ယူလိုက်တာနဲ့တပြိုင်တည်းဘောင်ချာဒီဇိုင်းကိုကျမတို့ cancel မဲ့ coupon ဒီဇိုင်းရရှိမှာဖြစ်ပါတယ်ဘလားမပါပါမဲပေါင်းကျမတို့တထောင်ကျော်စီစဉ်ပေးထားပါတယ်ရှင်သူမဲရဆိုလို့ရှိရင်တော့ဟိုမှာရှိနေတဲ့ဆိုင်ကယ်ကြီးတစ်စီးပါမယ်ဘာကကျတော့ရွှေကဲလေးတွေလေအခောက်ရွှေရွှေကဲလေးပက်ကလေးလည်းပါတယ်အများကြီးပဲပေါ့နော်ရွှေလက်ဆောင်လေးလည်းပါတယ်တခြားထူကြတဲ့အင်းရင်းအသုံးပြုရမယ့်ဒီပစ္စည်းလေးတွေလည်းအများကြီးပ ်ပါတယ်ပေါ့နော်ကျမတို့လက်ဆောင်တွေအများကြီးပေးမှဖြစ်ပါတယ်ဟိုနောက်မှလည်းစုတွေအများကြီးပဲကန်ထူးသွားတာရှိရပေါ့နော်ချက်ချင်းမဲနိုင်ရပြီးချက်ချင်းကန်ထူးခွင့်ရရှိမှာကျမတို့ဒီတိမ့်သိမ်းဝင်းမှာပဲရှိပါတယ်ရှင်ကျွန်တော်ညီစိတ်ချရဆိုတော့ကျွန်တော်တို့ဒီဒီဇိုင်းပိုင်းရောဒီ order တွေရောကျွန်တော်တို့အကုန်လုံး customer ကသူတို့လိုချင်တဲ့ပုံကိုကျွန်တော်တို့မရမချင်းအမခံနေအဲ့လိုသူတို့သူတို့စိတ်တိုင်းမကြမချင်းအမခံနေကျွန်တော်တို့ဘက်ကအကုန်လုံးလုပ်ပေးပါတယ်ကြာဟုတ်အဲ့လိုမျိုးဆမ်မိုလေးကတော့ဟောပေါ့ စီပွားခုံချိန်တိုးစေဖို့တိုင်တန်းဝင်းမှာရွှေရွှေဝဲစုပါခင်ဗျာ။ဘာလို့ပြောချင်းလဲဆိုတော့ကျွန်တော်စကိုင်းမှာဖြစ်ဖြစ်မန်လေးမှာဖြစ်ဖြစ်လို့အယုံကြည်စိတ်ချစွာအားပေးလို့ရပါတယ်လို့တိုင်တန်းဝင်းရွှေတိုင်းဒီနေ့မှစပြီးတော့မှနောက်ထပ်ဆိုင်ခွဲတစ်ပောင်းများစွာများစွာဖွင့်လှစ်နိုင်ပါစေ။ပူမိုပြီးတော့မှတိုးတက်အောင်မြင်ပါစေကြောင်းကျွန်တော် MC ကျော်မိုးသူနဲ့ဟုတ်ကဲ့ကျွန်မ MC စော်ယူနေရနေပြီးတော့ဆက်တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ promotion season တွေကဒီပေါ့နော်ဘယ်လိုပြောမလဲ၃ရက်တီတီအယောဒရမပါပဲနဲ့ရောင်းချပေးမှဖြစ်ပါတယ်ရှင်အမ်တင်တန်းဝင်းရွှေဆိုင်ကဖွင့်လင်းထားတာဆိုတော့ည20ရှိပြီဖြစ်ပါတယ်စကိုင်းမှာလည်းဆိုင်ခွဲ2ဆိုင်ရှိပြီးတော့မန္တလေးရပြည်သက်တွေကတောင်းဆိုလို့ဆိုပြီးမန္တလေးမှာလည်းအခုဆိုင်ခွဲဆိုင်ထပ်ဖွင့်လာတော့တဲဖဲတူဖြတ်ဖွင့်လင်းခွင့်ရတာပေါ့နော်ဟိုအဲ့တော့ကြောင့်ပြည်သက်တွေအားလုံးလည်းလာရောက်အားပေးပေးပါအောင်အများကြီးလည်းကြည့်ပေးပါအောင်လို့ပြောချင်ပါတယ် လင်းသားဝင်းရွှေစား 80k အရွှေနဲ့ပြုလုပ်ထားပြီးတော့ကိုဝိုင်းမတ်စိတ်နဲ့ရော့ရော့မပါပဲလက်လီလက်ကားရောင်းချပေးมาဖြစ်ပါတယ်ရှင်အားလုံးအားပေးပေးပါအောင်နော်အဆိုင်ခွဲ3ဆိုင်ရနေပြီးတော့ဆိုင်ခွဲပေါင်းမြောက်များစွာဖွင့်နိုင်ပါစေလို့တရားစုတောင်းပေးပါတယ်ဒီတက်မကကြီးပွားပါစေတိုးတက်ပါစေအောင်မြင်ပါစေလို့စုတောင်းပေးပါတယ်ရှင် ။တွေ့ရှိသူတွေဖိတ်ခေါ်ပါတယ်။ရွှေတိန်းသောင်းဝင်းရွှေစိန်ရွှေရနာဆန်ကြီးလည်းဒီတက်မကတိုးတက်ပြီးတော့ဆိုင်ွယ်ပေါင်းများစွာတင်းနှစ်3 5 6 9 8 9 10 17စနစ်ထိစာပေါင်းများစွာရေးတွက်များစွာတွေဖွင့်လင်းနိုင်ပါစေ။ဒီတဲ့ရွှေသေးတွေလည်းကောင်းပါစေ။ရောတဲ့လက်ကားတွေလည်းတက်တက်ပါစေ။ဆိုင်ဆိုင်လေးစားလေးကတော့ကျွန်တော်တို့ဒီစကိုင်းမြို့မဆေးပေါ့เนาะမြူပိုင်းတောင်းမှာတဆိုင် ကျွန်တော်တို့ဒီဟိုနေပြီးတော့လိုင်းကြားဆိုရဲအဲဈေးနားလေးမှာတဆိုင်ပေါ့နှစ်ဆိုင်ရှိပါတယ်ဗျာဟုတ်တော့မန်လေးဆိုင်ကတော့ကျွန်တော်တို့ဒီ84လမ်း38 38ကြားမှာရှိပါတယ်ဗျာဟုတ်အတုံးဝဲကျင်တာပဲဖြစ်ဖြစ်အထဲဝဲကျင်တာပဲဖြစ်ဖြစ်ဘာရွှေဝဲကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တိန်တန်းဝင်းရွှေဆိုင်တိန်တန်းဝင်းရွှေဆိုင်ကိုကြွားလာခဲ့ပါလို့ကျွန်တော်ဖိတ်ကုန်ပါတယ်လို့